UAB. UAB with you on your journey of life. ดูขับมาอย่าทายอย่าทายอย่าทายดูขับมาเนี่ยดิจ้าได้บ่จ้าได้บ่ တာတော်ရမှာပဲဒီနေ့ရိုက်တဲ့ကားလေးကတော့ဟိုမောင်ရွှေမောင်မတ်ရွှေမဆိုတော့ဟွာတဘောဝဟာတာအင်ထောင်ရေးဆက်ကားလေးပါနော်ဒါရိုက်တာအောင်စိုးလေးနဲ့ကျွန်တော်ရဲ့မဦးဝဲရပေါ့အဓိကပါဝင်ပြီးတော့ရိုက်ထားပါတယ်ဆက်ပါကြည့်ရအောင်။ဆက်ပါလို့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 ကြည့်ရအောင်။ တော့မောင်လည်းတေးချင်းတရားဆိုတာယူလက်ခံတယ်ပေါ့အခုတည်းကပြင်ဆင်တာဟုတ်ဘလို့ဖြစ်နေရလဲမလားအဲကြောက်ပါရဲ့ဆိုမှဘူးလေကြောက်နေတာမောင်လည်းတိရလူတွေမြင်ရလေတေဟောင်းပြီးတော့တေးသွားကြတယ်ဟုတ်လား writer လေးကရဲမှာမတ်ရွှေမောင်ပေါ့နော်သူကဒီတက္ကသိုလ်မှာဒီကိုရွှေမောင်နဲ့မတ်ရွှေမှာဒီလိုရေးစားနေပြီးတော့မှသူတို့ချစ်ပြီးတော့ဟိုလက်ထပ်လိုက်တယ်ပေါ့အိမ်အောင်တစ်ခုထူထောင်လဲပေါ့ခလေးလေးနှစ်ယောက်ရပေါ့ရပြီးတော့ဒီမှာဒီအိမ်အောင် နေမှာပဲအဲ့လိုပေါ့ဒီဖြစ်ပြတဲ့ဟာတာပလော့လေးလေးနဲ့ပေါ့အဲ့လိုလေးသွားတာဒီကွက်ကြီးနော်။ဟဲ့။ဟဲ့ဒီနေ့ကဒီဒီဒီ။အဲ့ဒီကပန်းရတော့လို့လို့ တော့မဟုတ်ဘူးပေဖဲ့တော့ငင်းငယ်ခုနကတပည့်နေစားပြီးတော့ပြီကမဟုတ်စားနေသေးရတော့စားချင်လားမဟုတ်ဘူးကြည်ပီကိန်းကစားချင်လားကြည်ပီကိန်းကစားချင်လားအမလေးနေတော့တော့ခရိုနီသားတို့ရညာမှန်တာဟမ်ရှာမရှိနဲ့เนาะမေးမပြန်မေးမနေနဲ့သူရနေကကိုရွှေမောင်မရွှေမောင်ပေါ့เนาะအဲ့တော့ဟေးအပြော်ဇက်ကလေးပေါ့เนาะဒီကနေတို့နဲ့ဦးရလင်းမြားပေါ့เนาะ ကျွန်တော်စာရေးလာစာလုပ်ပေးသားလေးမတော်တော့ခေါ်ရေးရပါနော်ကလေးလေးလေးနှစ်ယောက်ရှိရဲ့သူတို့မှာဒါသမီးနှစ်ယောက်ရှိရဲ့တကယ်သူဆေးရုံမှာလူနောက်တယောက်သွားကြည့်ရင်သူမှာစိုက်ကိုတစ်ခုရတော့အရန်စိုးရင်တယ်ပေါ့နော်တစ်ခုဆိုရင်အရန်ကဲပို့တယ်အဲ့လိုနဲ့သူအလုတ်ထဲမှာရောအရင်မိမနဲ့ရောအဲ့လိုအလွယ်လေးတွေဖြစ်တာเนาะအဲ့ဒါလေးပါတော့ဒီမှာက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 တော့ ာရီအော်ရီယိုအော်ရီယိုဘရာဘာဘူဒီလူကကဘူအကျင့်ချက်နေတာဟိုတည်စီတဲ့ကိုတွေးပြီးကြောက်နေတာဟာမားရဲ့အော်ဘာများလဲလို့မောက်ရဲ့ကျမတည်ခြင်းတရားကိုဘူးမှရှောင်ရဲလို့မရနော်လူဆိုတာတည်မျိုးကြီးပဲဒီနေ့ကျလို့ရှင်မောင်လည်းတည်ရမှာပဲမလည်းတည်ရမှာပဲဟုတ်ကဲ့ကြောက်ပါလေဆိုမှဘာဖြစ်လို့အဲ့စကားတက်တာတက်တာပြောနေရလဲဩကြောက်တာမောင်ပြအဓိကတော့ character ကိုဦးစားပေးပြီးတော့ဟို ရိုက်ထားတဲ့ကားပေါ့နော်ကိုဝါသနာပါတဲ့ဝါသနာပါရအတီးတီးမှာအာလုပ်ငန်းအတီးတီးမှာတာဝန်ယူဆောင်ရွက်နေကြတဲ့လူတွေကြားထဲမှာပေါ့နော်ဟောမမျော်လင့်တဲ့ဘဝအချို့အခွေတွေကြောင့်ဖြစ်တတ်တဲ့အဲဖြစ်တတ်တဲ့ဘဝအကြောင်းလေးတွေနောက်ပြီးတော့ဒီအဆင်မပြေမှုတွေအဲ့အဆင်မပြေမှုတွေကြားထဲမှာဘဝကိုဘယ်လိုမျိုးနေထိုင်ရမယ်ဆိုတဲ့ပုံစံမျိုးလေးအဲ့လိုမျိုးဘဝဆန်ဆန်လေးနဲ့ ဟာတာလီနဲ့ပြောပြီးတော့ကြိုက်ထားတာပါ